င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဧပြီလ25ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်တက်မတော် SSA တီထောင်ခြင်း62နှစ်ပြည့်ခမ်းနားပြုလုပ်တဲ့သတင်းကို တင်ပြပေးကြပါမယ်။ရှမ်းပြည်တက်မတော် SSA တည်ထောင်ခဲ့ခြင်း62နှစ်ပြည့်ခမ်းနားကိုရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA ဘ ਹੁ ဌာနချုပ်မှကျင်းပပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ ဧပြီလ24ရက်နေ့မနက်9:00နာရီခွဲကနေ9:00နာရီထိကျင်းပခဲ့တဲ့ခန်းနာကို SSPP SSA နိုင်ရကပိုချုပ်ကြီးစိတ်ထင်ဦးဆောင်တဲ့ဗဟုကော်မတီဝင်များတပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာဌာနများဒေသခံပြည်သူ9000ကျော်တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။အဆိုပါခန်းနာမှာပိုချုပ်ကြီးစိတ်ထင်ကအဖွဲ့အမှာစကားပြောကြားခဲ့ပြီးရှမ်းပြည်တပ်မတော် SSA ဖြစ်ပေါ်လာပုံတမိုင်းချင်းကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ထို့နောက်ရှမ်းပြည်တပ်မတော်62နှစ်ပြည့်ခန်းနာကိုပို့အုပ်မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လို PNL ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD SSPP SSA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဖန်ဖာတို့ကပေးပို့လာတဲ့ဂုံပြူတဝင်လာများကိုဖတ်ကြားခဲ့ပါတယ်ဆလဘီငွေရတုရွှေတုစုချင်းမြေထိုက်တန်သူများကိုစုချင်းမြေပေးခဲ့ပြီးစစ်ကြောင်း၁၈ကြောင်းစစ်တီအင်အား၃၀၀၀ကျော်ကစစ်ရေးပြချီတက်ခဲ့ကအခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ အပြစ်ရဲ့ကြေညာထားပေမဲ့ဖားကန်ဒေတာကိုအင်အားထောင်ချီသုံးပြီးစစ်ကောင်စီထိုးစစ်ဆင်ခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။ကချင်ပြည်နယ်ဖားကန်ဒေတာဘက်ကစစ်ကောင်စီကအင်အားထောင်ချီသုံးပြီးစစ်ကြောင်းနှစ်ခုခွဲကထိုးစစ်ဆင်နေတယ်လို့ကချင် News Group ကနေဖော်ပြထားပါရစေ။ယခုလာဇန်ပိုင်းကအင်းတော်ကြီးဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တနိုင်းလီတို့လမ်းမှာပေါ်လဝါကျွော်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဖားကန်ဒေတာကိုဥတီနေပြီးထိုးစစ်ဆင်လာတယ်လို့ KIO သတင်းပြန်ကြားရေး ာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက KNG ကိုပြောထားပါတယ်။စစ်ကောင်စီတပ်တွေကစစ်ကြောင်းထုတ်လာတဲ့အတွက်ဖားကန့်မြေကြီးနာလန်ကျောင်းတွေကို KNG ဘက်ကဧပြီလ24ရက်နေ့ကစပြီးယာယီပိတ်ထားတယ်လို့နမ်မတီမျိုးအထက်မယန်ကထောင်စစ်ကောင်စီဂိတ်ကလည်းလမ်းပိတ်ဆို့ထားတယ်လို့သိရှိရပါတယ်။ဒါ့အပြင်ဖားကန့်ကိုစစ်ကြောင်းထုတ်ဖို့ယူဆရတဲ့စစ်ကောင်စီတပ်ရင်း900ခန်းကဒွမ်ဘုံချောင်းကနေလဝါအထိစစ်ကြောင်းသုံးခုခွဲပြီးရှိနေကအဲ့ဒီထဲမှာစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေပါပါဝင်တယ်လို့ ျက်မြင်တွေ့တဲ့ကားသမားတွေကပြောပါရယ်နောက်ထပ်စစ်ကောင်စီတပ်တွေကလည်းမုံညင်းမြို့နယ်အင်းတော်ကြီးဒေသဘက်ကနေဖားကန်၊ဂွေခါဘက်ကိုစစ်ကြောင်းထိုးနေပြီးအင်းတော်ကြီးဒေသလုံးတုံနယ်စွန်းရင်းကုန်းကျေးရွာတွေကိုပုံကျဲတိုက်ခိုက်နေတယ်လို့သိရှိရပါရယ်တစ်ဖက်မှာလည်းငလျင်တင့်ပြည်သူတွေကိုပြန်လဲထူထောင်ရေးအရှိန်ဟုန်မြင့်ကူညီပေးဖို့ကောင်းစင်နေဧပြီလ30ရက်နေ့အထိအပြစ်ခတ်ရစဲရေးကာလကိုထပ်တိုးဖို့စစ်ကောင်စီကကြေညာပေမဲ့ကချင်ဒေသမှာတော့ပုံကျဲတိုက်ခိုက်တာတွေနေ့စဉ်လုပ်နေတယ်လို့မြေပြင်စစ်ကြော ောင်းတွေနဲ့ပါထိုးစစ်ဆင်နေတာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ ရေစကြုံမြို့နယ်ဗလဘကျွေးကပြည်သူနေအများကိုမိရှို့ပြန်လာတဲ့စစ်ကောင်စီကားလေးစီးကိုမိုင်းဆွဲတိုက်ခိုက်လိုက်တဲ့တဲ့ရင်ကိုတင်ပြပေးချင်ပါတယ်။ဧပြီလ24ရက်နေ့ညနေ4:00နာရီခွဲအချိန်ခန့်မှာရေစကြုံမြို့နယ်ဗလဘကျွေးရရှိပြည်သူနေအများကိုမိရှို့ရေးပြန်လာတဲ့စစ်ကောင်စီကားလေးစီးကိုခလာရ258တို့သွားရလမ်းမှာပြည်သူကားခွဲရဲဘော်များမှကင်းမုံများရှိနေတဲ့ကြားကမရမကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရေစကြုံမြို့နယ်ပကဖမှာတဲ့ရင်ထုတ်ပြန်ထားပါတယ်။အဆိုပါမိုင်းများမှာကျန်းဖက်စစ်ကောင်စီမှ ုံးပြတဲ့ဟာဝဲစာကြီး120မမမပေါက်ကွဲသေးပေလက်နက်ကြီးများနဲ့အုံပြူထားတဲ့ပြင်းအမြင့်မိုင်းများဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖောက်ကွဲတိုက်ခိုက်မှုကြောင့်ရှေးဆုံးကားတစ်စီးမှာမိနစ်အနည်းငယ်ကြာရပ်တန့်သွားပြီးအထိခိုက်များနိုင်တယ်လို့သိရှိရပါတယ်။ထို့နောက်အဆိုပါကားများမှာပခုတ်ကူဘက်သို့ပြန်လည်ထွက်ခွာသွားပြီးပြည်သူကားဝဲရဲပေါ်များလည်းထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ကလေးဝါမြို့နယ်မစိန်ရွာနယ်မင်းကြီးမြို့နယ်ကကမ်းပြေကပြက်ရွာတွေကို စကားစကားဝိုင်းတွဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးရွှေမျောလုပ်ငန်းလုပ်ကိုင်းနေသူအရက်သား၃ဦးနေရာမှာပင်သေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါရစေ။ကလေးဝါမြို့နယ်မစိန်ရွာနယ်မင်းကြီးမြို့နယ်ကကမ်းပြေကပြက်ရွာတွေကိုစကားစကားဝိုင်းတွဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ရေမျောလုပ်ငန်းလုပ်ကိုင်းနေသူအရက်သား၃ဦးနေရာမှာပင်သေဆုံးခဲ့တယ်လို့ဧပြီလ24ရက်နေ့မှာကလေးဝါ People Defense Organization ကဖော် ်ပြထားပါတယ်ကလေးခရိုင်တွင်ကလေးဝမြို့နယ်မစိန်ရွာနယ်မင်းကြီးမြို့နယ်ကကံပြေကပြက်ရွာတွေကိုစကားဆာရဲ့လေတက်ကဝိုင်းတွဲဖလီရင်နဲ့ဘုံတွေချပြီးတိုက်ခိုက်ခဲ့ပါတယ်ထူးခြားတာကကလေးဝမြို့နယ်မစိန်ကျွာဆိုတာစစ်ကောင်စီစကန်းတိုင်းစုမိုးထားတဲ့ကျွာတွေရဖြစ်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိန်ကျွာမှာရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူအရတား၃ဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ မော်ချီမျိုးအမတ်နှစ်ဂိန်းဒီကိုစိတ်ကောင်းစီပုံကျဲခဲ့ရာအရတား6ဦးသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးခြင်းပါတယ်။ကင်နီဒီဖားဆောင်မျိုးနဲ့မော်ချီဒေတာကိုစိတ်ကောင်းစီကပုံကျဲတိုက်ခိုက်ခဲ့ရာအရတား6ဦးသေဆုံးခဲ့ပြီး9ဦးထပ်မံတဲ့တရားရရှိခဲ့တယ်လို့ Granny People Voice ကနေဖော်ပြထားပါတယ်။ ဧပြီလ24ရက်နေ့နေ့လယ်3နာရီဝန်းကျင်မှာမော်ချီမြို့အမှတ်နှစ်ဂိတ်နီကိုစစ်ကောင်စီကဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွင်ရှစ်လသားရွယ်ကလေးငယ်တူအပါဝင်အရသား6ဦးသေဆုံးခဲ့ပြီး9ဦးထပ်မံနေဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ ဒါပြင်ဧပြီလ24ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်ကလည်းထိုင်းကီအနီနယ်ဆက်ရှိမဲဆဲမြို့နယ်ဟိုဆဲကျွာကိုလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာနေအိမ်တချို့ပျက်စီးခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရှိရပါတယ်။မော်ချီအမှတ်နေ့ဂိမ်းဒီကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပြီးဒေသခံနှုတ်ဦးတေဆုံးခဲ့က10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မင်းလာပြည်သူကာကွယ်တပ်ဖွဲ့အမည်နဲ့မတမာသူများကချင်းချောင်ငွေကြေးတောင်းခံမှုများပြုလုပ်နေတဲ့တရင်ကိုတင်ပြပေးချင်ပါတယ်။ပဲခူးတိုင်းတာယာဝတီခိုင်မင်းလာမြို့နယ်ခြေဆိုင်မင်းလာပြည်သူကာကွယ်တပ်ဖွဲ့အမည်ကိုအသုံးပြုပြီးမတမာသူများကငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ ယခုရက်ပိုင်းတွင်မင်းလာမြို့နယ်မှာတော်လှန်ရေးတပ်များနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲများဖြစ်ပွားနေကစည်ရေးရှိန်မြင့်တက်နေတာကြောင့်ပြည်သူများစိုးရိမ်နေချိန်မှာအခွင့်အကောင်းယူပြီးအခုလိုချင်းချောင်းငွေကြေးတောင်းခံမှုများပြုလုပ်နေတယ်လို့သိရှိရကြောင်းဖော်ပြထားပါတယ်။အဆိုပါချင်းချောင်းငွေကြေးတောင်းခံမှုများကိုမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါဝင်မင်းလာမြို့နယ်တွင်စစ်စင်ရေးများလှုပ်ဆောင်နေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနဲ့အခြားသောတော်လှန်ရေးတပ်ဖွဲ့များကလှုပ်ဆောင်နေခြင်းလုံးဝလုံးဝမရှိပါဘူးလို့သိရှိရပါတယ်။ အခုလိုတော်လိုင်းတက်ဖွဲ့အမိကန်ချင်းချောင်ငွေတောင်းခံသူများနဲ့အများပြည်သူအသက်အိုးအိမ်စီစဉ်ကိုထိခိုက်နေတာအောင်ပြုလုပ်သူများကိုမင်းလာမျိုးနဲ့ပြည်သူ့ကောက်ကိအဖွဲ့ကထိရောက်စွာအပြစ်ပေးအရေးယူသွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ကွေးတိုင်းစိတ်ပြူမြို့နယ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအောင်စစ်တီတော်ကျင်းဝေးစစ်ကမ်းတင်တန်းကိုပို့ချခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။မကွေးတိုင်းစိတ်ပြူမြို့နယ်မှာစစ်တီတော်ကျင်းဝေးစစ်ကမ်းတင်တန်းကိုလူခုန်ရေးဆိုင်ရာတာဝန်ခံကဦးဆောင်၍ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအားပို့ချခဲ့တယ်လို့တင်ရရှိပါတယ်။အဆိုပါတင်တန်းမှာစစ်တီတော်ကျင်းဝေးစစ်ကမ်းများအားလိုက်နာရန်ဆောင်ရန်ရှောင်ရန်များနဲ့ပြစ်မှတ်တတ်မှတ်ခြင်းအကြောင်းအရာများကိုအမျိုးသားညီညွတ်ရေးအစိုးရကပြဋ္ဌာန်းထားတဲ့ COC ပါအချက်အလက်များအပြည့်ပြည့်ဆိုင်ရာလူသားချင်း ာနာမှုဆိုင်ရာဥပဒေတို့ကိုကိုးကား၍ပို့ချခဲ့ပါတယ်။တင်းနှဲမှာပို့ချပေးမှုများကိုလက်တွေ့လိုက်နာကျင့်သုံးပြီးပြည်သူလူထုပေါ်ဆန့်ဆန့်တင်ကြောင်းအသိပညာကိုရရှိခဲ့မှုကိုလည်းတင်းနှဲသားသူကအစောပိုင်းမှာကျွန်တော်တို့စစ်ပညာသင်ကြားကြတော့လူခွင့်ရေးအကြောင်းသိချမသိခဲ့ကြရဘူး။ဒီတင်းနှဲတရင်မှာပဲလူခွင့်ရေးအကြောင်းအရာတွေနဲ့ COC အကြောင်းတွေသင်ပေးတာကြောင့်ကျွန်တော်တို့တော်လှန်ရေးသမားတွေအတွက်ကြိုးချောင်းဆင်ခြင်နိုင်စွမ်းနဲ့လူကုန်တိုက်ခါအကြောင်းပို့ပြီးသိခဲ့ရတယ်လို့ပြောပါတယ်။ စစ်တီတော်ကျင်းဝင်းဆိုင်ရာတင်နန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပါဝင်တင်နန်းသား42ဦးတက်ရောက်ခဲ့ကြပြီးတင်နန်းသားများအချင်းချင်းကြားအပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများကိုလှုံ့ဆော်ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်မင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါပါ